ကြီးမားတဲ့ပောက်ကွဲမှုကြောင့်အပြက်စီးဆာနာတွေလွင့်စင်ထွက်ကမိခိုးငွေတူအူကိုမြင်တွေ့ရတဲ့ဒီမြင်ကွင်းကဘုံပောက်ကွဲမှုတစ်ခုလို့ထင်မှတ်စေနိုင်ပါတယ်။ဒီပောက်ကွဲမှုကြောင့်အဆောက်အဦတစ်ခုလုံးလဲတုံခါလို့သွားခဲ့ရတယ်။ဒီဖြစ်စဉ်ကတော့တရုတ်နိုင်ငံရှင်တောင်းရှန်တုံမှာရှိတဲ့အပါမန့်တစ်ခုရှိဆင့်လေးလွာမှာဖြစ်ပေါ်ခဲ့တာပါ။ပောက်ကွဲမှုကြောင့်အခန်းတစ်ခန်းလုံးပြာမုံများဖုံးလွှမ်းခဲ့ကအများအလုံးပျက်စီးသွားခဲ့ရတယ်။ကန်တင်တယ်လို့ဆိုရမလားပဲ။ပောက်ကွဲမှုကြောင့်လူတအူးတယောက်မှတော့ထိခိုက်ဒေဆုံးခြင်းမရှိခဲ့ပါဘူး။ဖြစ်စဉ်ရဲ့အကြောင်းရင်းကိုစစ်ဆေးရမှာတော့အဆိုပါပောက်ကွဲမှု ဟာလီသီယမ်ဘက်ထရီဘက်ထရီချောက်ပောက်ကွဲရာမှဖြစ်ပေါ်ခဲ့တယ်လို့သိရတယ်။ပေါ်ပြချက်တွေအရထိုတိုက်ခန်းမှာနေထိုင်သူမိသားစုဝင်များဟာလျှက်စစ်ဆက်ကူရာတွေကပြုပြင်ထားတဲ့ဘက်ထရီချောက်ကိုအချိန်ကြာမြင့်စွာတင်စီထားခဲ့တယ်လို့ဆိုပါတယ်။ကိုရီးယားနိုင်ငံကယောင်ကီနယ်မှာလည်းဘက်ထရီချောက်ကြောင့်နီးလောင်ကျွမ်းမှုများဟွာတောင်လီသီယမ်စက်ရုံတွင်ဖြစ်ပွားခဲ့ပြီးအင်ချုံကတိုက်ခန်းရှိမြေအောက်ကားရဲနာကွင်းအတွင်လျှက်စစ်ကားပောက်ကွဲမှုဖြစ်စဉ်များဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ လီသီယမ်ဘက်ထရီနဲ့ဆက်စပ်တဲ့မတော်တဆမှုများကဘာနှံ့မှာအဆက်မပြတ်ဖြစ်ပေါ်လျက်ရှိပြီးဒီလိုအခြေအနေကြောင့်ဘေးရနေတဲ့ကင်းရေးအစီအမံများကိုအတက်နိုင်ဆုံးမြန်မြန်ဆောင်ရွက်သင့်ပြီးဖြစ်ကြောင်းပြောဆိုနေကြပြီးဖြစ်ပါတယ်။